ို့အနေနဲ့တကယ်ပြောင်းလဲကျင်တယ်ဆိုရင်စူးစမ်းနေရတခုလည်းမရပဲနဲ့ဒီချက်ကိုလည်း user ကို implement ရေးကြည့်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်ကတိုးတက်ပြောင်းလဲဖို့အတွက်အရေးကြီးတဲ့အချက်လေးတစ်ချက်ကိုပြမျှပေးသွားကြပါကျွန်တော်တလုံးကပါကျုဆရာတော်ကြီးရဲ့တရားလေးတစ်ခုနားတယ်ဆရာတော်ကြီးကစက်သေးရှိအောင်နေထိုင်ပါဆိုပြီးတော့တရားလေးတစ်ခုသူဟောထားတယ်ပေါ့နော်အဲ့ဒီမှာလူတယောက်ကကိုကိုကိုပြင်ဖို့အတွက်မှန်ကန်နဲ့တင့်တင့်နဲ့အရက်တွေတောင်မှနေထိုင်ဖို့ကလည်းရည်ကြီးတဲ့အကြောင်းပေါ့နော်ဆရာတော်ကြီးကဟောထားတယ်ဆရာတော်ကြီးကသူ့ရဲ့တရားထဲမှာ ကိုယ့်ကိုယ်ကိုပြင်ဖို့ဆိုရမှာနေရာတိုင်းမှာပြင်လို့ရကြမှာရမယ်ပြင်တဲ့နေ့စနစ်ကိုတိဖို့အတွက်မှန်ကန်တဲ့နေရာတစ်ခုရွေးချယ်ဖို့လိုတယ်ကိုယ်နဲ့တင့်တော်မဲ့နေရာတစ်ခုရွေးချယ်ဖို့လိုတယ်စသဖြင့်ထည့်ဟောတော်တာဖြစ်ပါတယ်လူတယောက်ကတကယ်တိုးတက်ပြောင်းလဲဖို့တကယ်ထူးချွန်ပေါက်မြောက်ဖို့ဆိုရင်ကျွန်တော်တို့ကဒီမှန်ကန်တဲ့ကိုယ်ကိုယ်သွေးတို့နောက် ်ဆန္ဒပြင်ပြမှုနောက်မှန်ကန်တဲ့နီလန်းတွေ consistency လို့ခေါ်တဲ့ design မှတ်မှလောက်ဆောင်မှုတွေဒါတွေကအင်တန်အရေးကြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတွေရှိရုံကျူးစားရုံနဲ့မရဘဲနဲ့ခုနပြောတဲ့တင့်တင့်လျှောက်ပတ်တဲ့အရက်တွေတာပေါ့နော်ကိုယ်တော့မှန်ကန်တဲ့အရက်တွေတာမှလည်းကျွန်တော်တို့ကနေထိုင်နိုင်မှုအရေးကြီးပါတယ်ကိုယ်ကကျမ်းမာရေးကောင်းကျင်တယ်ဆိုရင်ခမကျမ်းမာရေးဝန်ဆောင်မှုကောင်းကောင်းရတဲ့နေရာမှာရှိနေဖို့ ဟိုပညာကောင်းကောင်းသင်နေတယ်ဆိုပညာရေးစနစ်ကောင်းကောင်းနဲ့ဒီចောင်းကောင်းကောင်းမှကျွန်တော်တို့တက်နိုင်ဖို့အကြီးကြီးပါဒီလိုပဲကျွန်တော်တို့ကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုတည်ဆောက်ချင်တယ်ဆိုရင်စီးပွားရေးအခွင့်အလမ်းကောင်းတွေရှိတဲ့ကျွန်တော်စီးပွားရေးနဲ့ပတ်သက်လို့စနစ်တွေကောင်းကောင်းချမှတ်ထားတဲ့အရက်တွေတောင်မှကျွန်တော်နေထိုင်ဖို့ကလည်းအကြီးကြီးပါတယ်ဆိုတော့ဒီကမ္ဘာထိပ်တန်းဖီလင်နာကြီးဖြစ်တဲ့ဒီဂိတ်တောင်မှပဲငငယ်ကသူကဒီလိပ်စိုက်ထက်တန်းကြောင်မှတက်ခဲ့ပြီးတော့တခြားသူတွေတုံးဝမရတဲ့ကွန်ပျူတာအသုံးပြုမှုပေါ့နော်ဒါတော့သူကလုတ်ခွင့်ရခဲ့လို့ဖြစ်ပါတယ်သူကလည်းပြောဘူးတာရှိတယ်သူ့အနေနဲ့တဲ့ဒီလိပ်စိုက်ကြောင်မှလည်းသူတက်ခွင့်မရခဲ့ရင် ဒီနေ့ခြေတွေဖြစ်လာမှာပို့ဆိုပြီးတော့သူပြောဥပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတကယ်တိုးတက်ပြောင်းလဲဖို့ဆိုရင်လူတယောက်ကကိုယ်ကိုယ်သွေးတို့ကြိုးစားမှုတွေနော် consistency တွေဒါတွေရှိအောင်လည်းမရပါဘူးမှန်ကန်တဲ့အရက်ဒေတာကိုကျွန်တော်ကရွေးချယ်ပြီးတော့နေထိုင်နိုင်ဖို့လောက်ကန်နိုင်ဖို့ကြီးကြီးပါတယ်မင်္ဂလာတရားတော်မှာလည်းပြောထားတာရှိပါတယ် pre robot data ဝတော်စာကျွန်တော်တင့်တင့်လျှောက်ပတ်တဲ့အရက်ဒေတာမှာနေနိုင်လေတိုးတက်ပြောင်းလဲဖို့တော့ခွန်နှံ့ဖို့ရှိလေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်